မင်္ဂလာပါကျွန်တော်ဒီနေ့လုပ်ပေးမယ့် tutorial လေးကတော့ကျွန်တော်တို့အတန်ဖန်း software ထဲမှာ MIDI drum ရေးထားတာကို studio ကြီးတွေမှာ drum အစစ်နဲ့ဖမ်းသလိုတလိုင်းချင်းပေါ့နော်ကစ်ဆိုကစ်စနဲဆိုစနဲတီးတန်းပြန်ခွဲထုတ်တဲ့နီးပါပထမတနီးကျွန်တော်တင်ပေးထားရှိပါတယ်ဒါကတော့ဒုတိယနီးပါဒုတိယနီးကတော့ပထမနီးထက်စာရင်နည်းနည်းရှုပ်ထွေးမှုလေးရှိတယ်ဒီအတွက်မရှင်းလင်းတာများရှိရင်နှစ်ခါသုံးခါပြန်ကြည့်ပြီးပြောကြလိုပါတယ် ဒီနည်းနဲ့ထွန်းကို MIDI output ခွဲထုတ်မယ်ဆိုရင်ပုံမှန်အတိုင်း project out က adder track instrument track အဲ့လိုယူလို့မရတော့ပါဘူးဒီလို adder instrument လို့ယူလို့မရတော့ပဲနဲ့ computer keyboard က F11 ဒါမှမဟုတ်ရင် device out က VST instrument ဆိုတာကနေခေါ်ပေးရပါမယ်ဒီမှာကျွန်တော် EZ drum ကိုခေါ်လိုက်မယ်မတက်လာပြီသူက create လို့ပေါ်တယ် create ကိုနှိပ်လိုက်ဒါဆိုရင်ဒီမှာ EZ drum ပေါ်လာပြီ ကျွန်တော်အလွယ်ခွဲပြားမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီကြေးကကျွန်တော်ဒီကြေးကတစ်ခုယူလိုက်မယ်အတန်ဆုံအောင်လို့ကျွန်တော် first day ကတစ်ခုယူလိုက်မယ် ာလေးကိုကျွန်တော်ဒီတော့ဆွတ်ထည့်မယ်ဒီမှာရောက်သွားပြီပြီးွားရင်ကျွန်တော် roll လေးတစ်ခုလောက်ထည့်လိုက်မယ် roll ကိုသူတွေက fade ရကြည့်လိုက်မယ်ဒီနံပါတ်2လေးကိုကျွန်တော်ထည့်လိုက်မယ်သူ့ရဲ့အနောက်မှာဆက်ပြီးတော့ PD နှစ်ခုကိုကျွန်တော် bounce လုပ်လိုက်မယ်ကျွန်တော်ပေါ်ပါတန် midi ရဲ့အောက်က bounce selection ဆိုတော့ယူလိုက်မယ်ဒါဆိုရင်ဒီမှာ bounce လုပ်ပြီးသွားပြီဒါလေးကိုကျွန်တော်နည်းနည်းလေးဆက်ဆွဲလိုက်မယ်ဒီကောင်လေးကျွန်တော်နဲ့ချဲ့လိုက်မယ်ကျွန်တော်ဒီဟာရမအိုပန်လေးဖြစ်နေတယ်ပထမဆုံးချက်ကအဲ့ဒါလေးကိုကျွန်တော်စင်ပယ်ထားလိုက်မယ် ာသတိကောင်းဆင်ပေတန်ဖြစ်သွားပြီ။ Okay ဒီဟာလေးကိုကျွန်တော် copy ကူးလိုက်မယ်။ဒီနှစ်ခုတည်းပဲ။ paste run နဲ့ simple နဲ့ကိုကျွန်တော်အဆုံးလေးမှာ row အဆုံးလေးမှာ simple လေးနဲ့ပြန်ကြကြတဲ့အတွက် simple နဲ့ paste run copy ယူလိုက်တယ်။နောက်ဆုံးပါဒီနေရာမှာကျွန်တော် paste လုပ်လိုက်မယ်။ဒါဆိုရင်တော့ row ဆွဲပြီးရင် row ဆွဲတဲ့အဆုံးမှာ simple နဲ့ paste run နဲ့ပါသွားမယ်။ ဒါဆိုနမူနာထွန်းအကျဉ်းရေးပြီးွားပြီကျွန်တော်ဒီ EZ ထွန်းရဲ့မစ္စာတွေကိုသွားမယ်မစ္စာမှာသူကအကုန်လုံးကအောက်တည်ကြီးပဲဖြစ်နေတယ်ဝမ်းနေကြီးပဲအဲ့ဒါကိုကျွန်တော်အောက်မှာ multi channel ဆိုတာကိုပြောင်းလိုက်မယ်အောက်ဆုံးမှာ multi channel ဆိုတာရှိတယ်အဲ့ဒါကို multi channel ပြောင်းလိုက်လို့ရတယ်အဲ့ဆိုသူကသူအလိုလို1 2 3 4 5 6ဆိုပြီးတော့အစင်လိုက် output တွေကွဲထွက်သွားပြီအတန်လေးတစ်ချက်ဖွင့်ကြည့်မယ် the one to cover တော့တယ် F11 VST instrument ကိုပြန်ယူလိုက်မယ် ဒီ box လေးပြန်တက်လာပြီ BSC instrument box အမှ EZ1 မှာပေးရဒီမြားလေးကိုနှိပ်လိုက်ပါ EZ1 EZ2 EZ3 4 5အကုန်လုံးအမှန်ကြည့်လိုက်ချက်သွားတာပေါ့နော်6 7 8 9 10ကျွန်တော်10ခုရင်ခွဲထုတ်လိုက်မယ်ကျွန်တော်အတန်ကသူ့ရှိမှာတော့ဘယ်နှခုလဲဆိုတော့14ခုထိခွဲထုတ်ထားတယ်တရှိကာတွေဒီဘက်ကတမ်မရင်းတွေဒီဘက်ဟာတွေကျွန်တော်မလိုလောက်ဘူးထင်လို့ကျွန်တော် 30အထိပဲယူလိုက်မယ်။ဒီမှာ overhead တွေပါလေအကုန်ပါသွားပြီဆိုတော့30လောက်အထိဆိုရပြီ။နောက်ဆိုကျွန်တော်ဖြန့်ကြည့်လိုက်မယ်။ကျွန်တော်ခွဲထုတ်ပြီးသွားပြီဖြစ်တဲ့အတွက်ဥပမာကျွန်တော် EZ1 ကိုပဲဖွင့်မယ်ဆိုရင် solo ထားဖြန့်ကြည့်လိုက်မယ်။အဲဒါဆိုကြည့်ပဲထွက်နေတယ်။ဥပမာသူ့ကို 1ကကစ်ကြီးပဲထွက်တယ်2ဆိုရင်စနေကြီးပဲထွက်မှာတင်တယ်သူကယုတ်တိရှိအောင်လို့ဗျညီမစနေတာမှာတွေ့လာကျွန်တော်ဖေးစံပါပါလေးပါတကယ်မိုက်စင်နဲ့ဖန်ထားသလိုမျိုးထင်အောင်ပေါ့နော်ဣဇက်4လေးဖွင့်ကြည့်လိုက်မယ်ဣဇက်4က high hat အဲ့လိုပေါ့နော်ဒါတခုချင်းဒီတီးတန်းကွဲထွက်သွားပြီဒီကောင်ကိုကျွန်တော်တို့ကမစ္စာမှာဘတ်စီနဲ့ပြန်ချေရမယ်ကျွန်တော်ဘတ်ကိုဒီမှာ၁၀လိုင်းခွဲထုတ်ထားတဲ့အတွက်ကျွန်တော်ဘတ်၁၀လိုင်းယူရမယ်ကျွန်တော် channel ၁၀ခုထွက်ခွဲထုတ်ပြီးပြီဖြစ်တဲ့အတွက်သူ့ရဲ့ output တွေကို bus တွေပြောင်းရမယ် bus တွေကျွန်တော်က project out က adder trap ပေးရ group channel ဆိုတာကိုယူမယ် isaac ကသူက studio နဲ့ထွက်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ studio ပဲထားမယ်ဒီမှာ channel ၁၀ခုယူရမယ် okay နှိပ်လိုက်မယ်ပြီးွားရင်ကျွန်တော်တို့ mixer ခေါ်မယ် mixer ကို f3 နှိပ်ပြီးခေါ်လဲရတယ် တပိုက်အောက်ကမစ်ဆာလို့နှိပ်လဲရတယ် EZ1 EZ1 ရဲ့စတူဒီယိုအောက်ကိုကျွန်တော်က group 1ထားမယ် EZ2 ရဲ့အောက်ကို group 2အဲ့လိုအစင်းလိုက်ထားသွားမယ်အကုန်လုံး group 3 group 4 group 5 ပြီးရင် group 6 group 7ဒီမှာ group 8 group 9 group 10ဒါဆို izet izet တွင်ရဲ့ကျွန်တော်တီးထားတဲ့ဟာတွေတစ်ခုချင်းကို group တစ်ခုစီနဲ့ ချိတ်လိုက်တာဖြစ်တယ်ဒီမှာဒီမှာအကုန်လုံးပတ်လာတယ်တလိုင်းစီပြန်ခွဲဖမ်းမှာဖြစ်တဲ့အတွက် project အောက်က editor track က audio track ယူမယ်အဲ့မှာလဲ studio ပဲထားမယ်ကျွန်တော်ဆယ်လိုင်းယူမယ် okay နှိပ်လိုက်မယ်ပြီးရင်ကျွန်တော် mixer ကိုပြန်ခေါ်မယ် mixer ကိုပြန်ခေါ်ပြီးတော့ကျွန်တော်ယူထားတဲ့ audio track 10ခုကို audio 1ကိုကျွန်တော် studio in မှာ group 1ထားမယ်ဒီမှာ stereo အမ group 2 group 3 group 4 group 5ကျွန်တော်၁၀ခုပြအောင်ရွေးပေးရမယ်เนาะသူ့ line နဲ့သူ group 6 group 7 group 8 group 9 group 10ဒါဆိုရင်ကျွန်တော်10ခုခွဲပြီးွားပြီတစ်ချက်ဖွင့်ကြည့်လိုက်မယ် ူဆွဲကူးနဲ့ကျွန်တော်ဒီ audio track line 10ခုချိန်ထားတယ်အဲ့မှာဒီကောင်တွေကျွန်တော် record တွေနှိပ်ရမယ်10 line လုံးကိုကျွန်တော် record ဖမ်းမယ်ကျွန်တော်ဆယ်လိုင်းလုံးကို record လုပ်ပြီးသွားပြီကျွန်တော် easy 1ကထွက်တဲ့ဟာက group 1နဲ့ဝင်တယ်အဲ့ group 1ရဲ့အထွက်ကိုကျွန်တော်ဒီ audio 1ရဲ့အင်မှာထည့်ထားတယ်တဘောကတော့ဗျာအဲ့ thread တစ်ခုချင်းစီခွဲထွက်ပြီးလာတဲ့အတန်လေးကိုဒီမှာ thread တစ်ခုချင်းစီပြန်ဖမ်းတာပါပဲ အဲ့တော့ကျွန်တော်ဒီမှာ record ကိုနှိပ်လိုက်မယ်ဒီမှာ record ဒီအကုန်လုံး on ပြီးသွားပြီဒီမှာကျွန်တော် record နှိပ်လိုက်မယ် ါပြီးသွားပြီပေါ့နော်ကျွန်တော်တခြင်းတစ်ပုတ်လုံးဆိုရင်အကြာကြီးလုံးနေရမှာမလို့ဒါ tutorial ဖြစ်တဲ့အတွက်ကျွန်တော်အတူလေးပဲလုပ်ပြရတာပါကဲအဲ့တော့ကျွန်တော်တို့ကောင်းကိုဖမ်းမြူရိုက်ဖြစ်တဲ့အတွက် record cloud တွေကိုကျွန်တော်ပြန်ဖြုတ်မယ်အပေါ်ကပင်မ EZ drama 01 media ရတဲ့ကောင်ကိုကျွန်တော် mute လုပ်လိုက်တော့မယ်။ media အတန်ကိုကျွန်တော်မလိုတော့ဘူး။ audio track စကူဖန်ထားတာကိုကျွန်တော်နားထောင်ကြည့်မယ်။ ဒါဆိုရင်ကျွန်တော်နံပါတ်1မှာကစ်တေကြီးပဲတည်သန့်ထွက်သွားပြီဒီကောင်ကိုကျွန်တော်ကစ်လို့နာမည်ပေးလိုက်လို့ရတယ်နံပါတ်2ကိုကျွန်တော်ဆိုလိုလို့ပြီးဖြန့်ကြည့်မယ်ဆန်နေတန်ထွက်လာမယ်ဒါဆိုဒီ line ကိုကျွန်တော်ဆန်နေလို့ပေးလိုက်လို့ရပြီ4ဆိုလိုလို့ပြီးနားတော့ကြည့်မယ်ဒီကောင် high hat ဒါဆိုဒီကောင် high hat line ပဲတည်သန့်ထွက်တော့တယ်ငါကနောက်ဆုံးနားမှာပဲအတန်ရှိတယ်တောင်းတောင်းထင်းလဲ ရိုးဆွဲတဲ့ချိန်ကျမှပါမှာအဲဟုတ်တယ်တောင်တောင်အဲ့တော့အကုန်လုံးတလိုင်းစီပေါ့နော်ကိုယ်ကိုဖွင့်ကြည့်လိုက်မယ်အဲဒါဆိုဒါ overhead အတန်ပဲကျွန်တော်တို့ studio ကြီးမှာတကယ် drum set ကို overhead ဖမ်းထားတဲ့အတန်ထွက်လာမယ်အကုန်လုံးကတလိုင်းစီကွဲထွက်သွားပြီကျွန်တော် mixing ဆွဲတဲ့လူအဲ့တခါကျရင် data file ဆွဲထုတ်ပြီးတော့ batch file ထုတ်ပြီးတော့ပို့လိုက်အောင်မယ်အဲ့တော့သူ့ကို batch file ဘယ်လိုပို့မလဲဒါလေးပါတခါလေးကျွန်တော်ပြလိုက်မယ်ဒီ file out က export မော်ရီယိုမစ်တောင်အဲ့ဒီကနေထုတ်ရမယ်မထုတ်ခင်မှာကျွန်တော်ကုသတိထားမှာဒီကောင်ကိုကျွန်တော်ကအပေါ်မှာစမှတ်နဲ့ဆုံးမှတ်လေးကိုကျွန်တော်တို့ရွေးပေးရမယ်မရွေးပေးရင်အော်ဒီယိုမစ်တောင်ထုတ်လို့မရအောင်အဲ့တော့ကျွန်တော်ဒီကနေ7 7 3အထိထားလိုက်မယ်ဒီကောင်လေးကိုသူက7 7အထိရှိတယ်ကျွန်တော်က7 2အထိထားလိုက်မယ်7 2အထိထားပြီးတော့ဒီကောင်လေးကိုကျွန်တော် batch ဖိုင်ထုတ်မယ် data ထုတ်မှာပေါ့နော်အဲ့တော့ file out က export audio mix down နှိပ်မယ်အဲ့မှာဒီမှာ channel bash export ဆိုတာရှိတယ်အဲ့ဒါလေးကိုအမှန်ချစ်ချစ်လိုက်ချစ်ပြီးသွားရင်ကျွန်တော်တို့ကဘယ် line တွေကိုထုတ်ချင်တာလဲပေါ့နော်ကျွန်တော်ကျွန်တော်တီးထားတဲ့ project ထဲကကိုလိုချင်တဲ့ line တွေကိုပဲရွေးပြီးတော့ထုတ်ပေးရမယ်ဒါဆိုရင်ဒီ audio track channel တွေကိုကျွန်တော်ထုတ်မှာဖြစ်တဲ့အတွက်ဒီကောင်နှိပ်လိုက်ဒီ audio channel ဆိုတာနှိပ်လိုက်ဒီ audio 10 line လုံးကိုသူ select လုပ်ပြီးသားဖြစ်သွားပြီအဲ့လိုမျိုးပဲတလိုင်းချင်းကိုလိုချင်တဲ့ဟာကိုလည်းရွေးပြီးလုပ်လို့ရတယ်ဒီလိုအပေါ်ကနေလည်းကျွန်တော်ကတေချာစနစ်ချာတန့်စင်ပြီးသားဆိုရင်တော့ all နှိပ်လိုက်လို့ရတာပေါ့နော်အဲ့လိုမဟုတ်ရင်တော့ကိုလိုချင်တဲ့ line တွေပဲရွေးပြီးလုပ်ပေါ့အခုကျွန်တော်10 line လုံးကိုရွေးလိုက်မယ်ရွေးလိုက်ပြီးတော့ export ထုတ်မယ် export ထုတ်တဲ့နေရာမှာ amazing engineer ဆရာတွေယူပို့มาဖြစ်တဲ့အတွက်48အောက်က24နဲ့ထုတ်မယ်4824နဲ့ထုတ်မယ်နာမည်ပေးရမယ်ကျွန်တော်လွယ်လွယ်ကူပဲလောတဲ့ drone လို့ပဲပေးလိုက်မယ် pass ဆိုတာကတော့ကျွန်တော်ဘယ်နေရာမှာတိမ်းမလဲပေါ့ use project audio for အဲ့ထဲမှာမတိမ်းဘူးကျွန်တော်အပြင်မှာတိမ်းလိုက်မယ် choose ကိုယ်တော့တိမ်းနေတဲ့နေရာတိမ်းလို့ရရယ်နော်ကျွန်တော် desktop မှာပဲယူရေးလိုက်မယ် desktop မှာကျွန်တော် folder အသစ်ဆောက်လိုက်မယ် new folder ယူဖိုတာကိုလည်းကျွန်တော် drum ပဲပေးထားလိုက်မယ် drum miss ပေါ့ drum miss တို့ပေးထားလိုက်မယ်ဒီဒါတော့ miss တို့ကြိုက်သလိုပေးလို့ရပါတယ်နော်ပြီးွားရင်အောက်မှာ file format ရှိတယ်တကယ်လို့တစ်ချက်တစ်ပုတ်လုံးကိုထုတ်တာမျိုးဆိုရင်ကျွန်တော်ကဒီမှာ mp3 ထုတ်မလား wave file ထုတ်မလားစိတ်ကြိုက်ယူလို့ရပါတယ်ကျွန်တော်ကလောဆယ် wave file နဲ့ထုတ်မှဖြစ်တဲ့အတွက် wave ပဲယူထားတယ်ပြီးွားရင်ဒီ pool audio track တို့ on ထားလို့ရှိရင်ကျွန်တော် ထုတ်လိုက်တယ်အခု batch file တွေက audio line တွေကဒီ project ထဲမှာပြန်ဝင်လာမှာဖြစ်တယ် project ထဲမှာပြန်ဝင်နေတဲ့ render ချတာမျိုးဗမျိုးမှာကြာရင် pool နဲ့ audio track ကိုနှိမ့်မယ်အခုကတော့ export ပဲထုတ်မှာဖြစ်တဲ့အတွက်အဲ့ဒီကောင်ကိုမရွေးတော့ဘူး4824ရွေးပြီးပြီသူ့တိမ့်မဲ့နေရာကိုရွေးပြီးပြီဆိုရင်ကျွန်တော်ဒီမှာ export နှိမ့်လိုက်မယ်ဒါပြီးသွားပြီ export ပြီးသွားပြီဖြစ်တဲ့အတွက်ကျွန်တော်ကအတိုလေးပဲလုပ်ထားတော့ခဏလေးပဲပေါ့နော်ပြီးရင် close နှိမ့်လိုက်မယ်ကျွန်တော်အပြင်ထွက်ကြည့်လိုက်မယ်ဒီမှာ drum mix အဲ့မှာဒီမှာ drum line တွေ ပေါ်နေပြီကျွန်တော်နာမည်တွေမပေးထားတဲ့အတွက်22တွေ23တွေ24တွေဖြစ်နေတာပေါ့နော်ကျူဘေးဖိုင်ကြီးကိုပိတ်လိုက်လို့ရတယ်ဒီကောင်ကိုဖွင့်ကြည့်လို့ရတယ်အဲ့တော့ကျွန်တော်ဖြစ်ကြည့်ပဲတီးတန်းတလိုင်းရသွားပြီဒါဆိုစနေဒါဆိုရင်ကျွန်တော်တီးထားတဲ့ drum တွေကိုချာကျွန်တော် guitar ပဲတီးထားရဲ vocal ဖမ်းနိုင်အားလုံးပေါ့နော်အဲ့လိုမျိုးဒီလို bass ဖိုင်ထုတ်ပြီးတော့ကျွန်တော် amazing engine တရားစီကိုပို့လို့ရပါပြီအခုလုတ်ပြတာလေးကို machine လင်းနဲ့များရှိရင်လည်းပြန်ကြည့်ပေးဖို့ပြောချင်ပါတယ်သိကျင်တာများရှိရင်လည်းကျွန်တော် comment မှာရေးခဲ့ပေးပါကျွန်တော်ပြန်ဖြေပေးပါမယ်ကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်